ဘိုခင်ညော့သည် ပါကိုက်လင်နားကိုက်ရန်အတွက်ဥနေဝင်းဤပွေခဲ့သမျှရှုပ်ခဲ့သမျှဇာလမ်းများကိုဓာတ်ပုံများနေတကွပြုစုသိမ့်ပိုက်ထားသည်ဟုကြားသိရပါသည်အသက်46နှစ်အရွယ်ကပင်မာဆာလာဘဟိုကော်မတီဝင်ဖြစ်လာခဲ့သောဘိုခင်ညော့သည်အကျင့်စာရိတ်ကနေပတ်သက်၍ပြန်ရဲတယ်ဟုဥကြီးမောင်ကိုစိန်ခေါ်လိုက်သောအခါ ကျွန်တော်မိတ်ဆွေများအားလုံးပဲတဘာဝဘေးအန်ဒရီနဲ့စစ်ခွေးအန်ဒရီမှာကင်းဝေးကြပါစေခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတဲ့ပုဒ်ကတော့စောင်းပါရှင်အဝေးရောက်တန်တမန်တဦးရေးသားတဲ့ကြောင်တခိုးရုပ်ပုံလွှာမင်းကြောင့်အထိုးခံနေရသူများဆိုတဲ့စောင်းပါပဲဖြစ်ပါတယ်စာရေးသူဤဒေတာတွင်ကိုအောင်ရွှေဆိုသူတဦးအားနေရကလဲ့လေပြီးအထမ်းဖြစ်ဈေးရောက်သည့်တောင်ပေါ်သားအောက်လန်းဆရာကြီးတဦးကပြူစားကကြောင်တခိုးရုပ်ပုံလွှာမှင်ကြောင်များကိုပေါင်တစ်ဖက်စီတွင်ထိုးပေးသွားသည့်နေမှာဆ၍ ကိုအောင်ရွှေသည်အရက်တကာအိမ်တကာမှထမိန်များကိုခိုးဝှက်လေးရှိပါသည် အသွေးတဲ့အသားတဲ့ကပင် မခိုးမဝှက်ရရင်အိမ်မပြောစားမဝင်တော့ပါသူအားခိုးထုတ်ခိုးတဲ့နဲ့မိပါလေးရဲ့တခိုးဟုဆွတ်ဆွဲလင်ဒုတ်ဆွဲဓာဆွဲပြီးငါမှတွေ့တာရမယ်သူမရှိဘူးကွတတိရှိရင်ထွက်ခဲ့ကြဟုကြိမ်ဝါပြီးကြောင်တခိုးရုပ်ပုံလွာများကိုအများသိမြင်စေရန်ကောင်ကြိုက်ခါကြောင်ယုံများကိုလက်ဝါးဖြင့်ပုတ်ပြီးကီးသွင်းလေးရှိပါသည်။ဤမြင်ကွင်းကိုမကြာခဏတွေ့ကြုံနေရသူ ို့မျိုးရွာသားများကငိုအားထက်ရီအားတန်းကားကိုအောင်ရွှေအားအပြစ်မမြင်ကြဘဲဂယုနာတက်ပြီးကြောင်တခိုးတက်တူးယုံများကိုထိုးပြီးသွားသောအောက်လန်းဆရာကြီးကိုသာဥဒီချိန်ဆလေးရှိကြပါသည်စာရေးသူဤစိတ်အစဉ်တွင်ယနေ့မြန်မာနိုင်ငံဤအနာဂတ်အမျိုးသားနိုင်ငံရေးကိုဥဆောင်ပြီးဟုတနက်ဆွဲအမြောက်ဆွဲပြီးချိန်မောင်းနေကြသောနဝတာစစ်ဗိုလ်များနှင့်၎င်းတို့၏တောက်တိုင်များအားကိုအောင်ရွှေကဲ့သို့ပင်ပေါံပေါ်တွင်တစ်သက်လုံးဖြောင့်မရသောအမဲဆက် ကြောင်တခုရုပ်ပုံလွှာများအထိုးခံ၍ပြူစားခံနေရသူများအဖြစ်ကရုဏာတတ်မိပြီးမှင်ကြောင်ရုပ်ထိုးပေးနေသူအောက်လန်းဆရာကြီးဥနေဝင်းကိုသာကျိန်ဆဲမိပါသည်ဥနေဝင်းနှင့်တသက်လုံးဖျောက်၍မရသောကြောင်တခုမှင်ကြောင်ရုပ်ကိုသူကိုယ်တိုင်ထိုးထားပြီးတပည့်သားမြေအလုံးအားလည်းထိုးထားပြီးစေထိုးပေးခဲ့ပြီးဖြစ်ပါသည်အောက်လန်းဆရာကြီးဥနေဝင်းသည်ဖဆပါလခိတက်မတော်ဦးစည်းချုပ်ဒါဝင်းကိုယူထားစဉ်ကပင်လင်းရှိမယားဒေါခင်မီသားနှင့်ဘန်ကောက်အထိသွားရောက်လဲပတ်ပြီးကြာကူလီရိုက်လိရှိပါသည် ၎င်းနှင့်အော်ဒလီအဖြစ်လိုက်ပါသွားခဲ့ရသောဘုလမူနောင်နေဒုတိယဗိုလ်မှူးကြီးအတွင်းဝင်မဆလာပါတီရေးရာကောမဒီအတွင်းရေးမှူးဖြစ်လာခဲ့သူကတနေ့တန်၌စာရေးသူနှင့်အတူမြဖျားကိုတွားရောက်ဖူးမြော်ကြရတွင်ဒီမြဖျားကိုသူ့အနေနဲ့ရခင်ကပင်အမကြီးဒေါခင်မေတန်းဦးနေဝင်းတို့နှင့်အတူရောက်ဖူးကြောင်း၎င်းတို့မြဖျားတို့လာဖူးကြစဉ်ဦးနေဝင်းသည်အင်ဂျီလက်ရှိကိုတဒောင်စစ်အထိလိုက်တင်ထား၍ဖျားပေါက်ဆောင်က မတမယဝစ်စင်ထောက်သူများအားစီကံအယအင်ကြီးလက်ရှိကိုငကိုအတိုင်းပြန်ချမှသာ ဝင်ခွင့်ပေးမည်ဟုပြော၍ဥနေဝင်းသည်စိတ်ဆိုးမှန်ဆိုးနှင့်ဖျားမဖူးတော့ပဲအပြင်းမစောင့်နေခဲ့ရကြောင်း၎င်း၏အမကြီးဒေါခင်မေတန်းတို့သာဖျားဖူးခဲ့ရကြောင်းပြောပြဘူးပါသည်ဤကောင်းမှုကုသိုလ်ကြောင့်ရုပ်ရှင်မင်းသားကိုဝင်းဦးဂိုက်ဖမ်းနေသောဒုဗုံမူကြီးလှမိုးနှင့်ညီအကိုများဖြစ်ကြသည့်ဒုဗုံမူကြီးလှအေးကုံတော်ရဲ့ဝင်ကြီးပြုံးနှင့်ဒုဗုံမူကြီးအေးဖေတာမဟောင်းတို့တို့တွေသည် အောက်လန်းစီယာကြီးဥနေဝင်းဤစိုးပေမောင်မဲအဖွဲ့ဝင်များဖြစ်လာကြခြင်းပင်ဖြစ်ပါသည်စာရေးသူဘန်ကောက်မြန်မာတန်ယုံတွင်တာဝန်ထမ်းဆောင်နေစဉ်မဆလာတွဲဘက်ကြီးဘုံမူကြီးတောင်းကြီးခေါင်းဆောင်သည့်မဆလာပါတီလေလာရေးအဖွဲ့သည်ဗီယက်နမ်နိုင်ငံသို့လေလာရေးခရီးသွားပြီးဘန်ကောက်သို့ဈေးဝယ်ရန်တညအိတ်ဝင်လာကြပါသည်စာရေးသူတို့ရှေ့ကြိုတန်ယုံဝင်နှများနှင့်အဖွဲ့ဝင်များသည်ဒူးစစ်ဌာနီဟိုတယ်ကြီးသို့ခရီးရောက်မဆိုင်မှာပင် အဖွဲ့ကြီးအတွင်းရင်းမှုဖြစ်သူဒုဗုံမူကြီးလှအေးကစာရေးသူအားခေါ်ပြီးခမရတန်ယုံကလာဟုမေးပြီးဆောင်ရွက်ဖြူတရွတ်တွင် အမည်ရာဒူးတန်ယုံလိပ်စာရေး၍လက်မှတ်ထိုးပြီးရန်ညွှန်ကြားပါသည် စာရေးသူကဘာကိစ္စအတွက်အသုံးပြုဖို့ရန်လဲဟုမေးမြန်းကြည့်မိပါသည်၎င်းက၎င်း၏အဖွဲ့တွင်လူများပြီးနေအတွက်စရိတ်အသုံးစရိတ်များပေးရသည်မှာစာရင်းမကိုက်၍ဟုပြောပြီးအတင်းခိုင်းနေပြန်ပါသည်စာရေးသူအနေဖြင့်မိမိပေါင်ပေါ်တွင်လဲတသက်လုံးဖြောင့်မရသည့်ခိုးကြောင်မှင်ယုတ် လာထိုးနေပါဘကောဟုတတိကြီးစွာဖြင့်စာရေးသူထက်ယာရုကြီးသောအရာရှိတဦးတန်လမ်းလွှဲပေးလိုက်ပါသည်အဆိုပါအရာရှိကလည်းတခြား၎င်းထက်ယာရုကြီးသောအရာရှိတဦးတန်ထမှန်လမ်းလွှဲပေးလိုက်ပြန်ရာဘိုးလာအေးခမညာမူလာဒန်းဖဆောက်ထဲမှတမိငယ်ကိုလေးနှစ်သားနှင့်လက်ထပ်ပေးလိုသောကြွတ်မကြီးပုံရင်ကဲ့သို့ဖြစ်သွားပြီးနောက်ဆုံးတွင်တန်ယုံ၌ဒေသခံယုံလူလင်ဝင်လုံနေသောကုံသွေးရေးဝန်ထမ်းဟောင်းတဦးနှင့်အလုပ်ဖြစ်သွားပါသည်ဘိုလာအေးတို့ပြန်သွားပြီး ၎င်းအားဈေးဝယ်ရန်ကူညီပေးရသည့်ဒေသခံယုံလူလင်အားဘိုလာအီးကအမေရိကန်ဒေါ်လာ၄၀၀၀ရောကိုတမနက်အတွင်းအပြည့်ဈေးဝယ်ခိုင်းသောအခါ၎င်းလည်းဘာဝယ်ရမှန်းမသိ၎င်းဆွေမျိုးတော်သူဘန်ကောက်ကနေကိုဇော်ဦးအားခေါ်ပြီးဝယ်ခိုင်းပြန်ရာသူကလည်းမဝယ်တတ်၍နောက်ဆုံးတွင်ဟိုတယ်အောက်ထက်ရှိဈေးဆိုင်များမှရရပစ္စည်းများကိုသာဝယ်သွားရကြောင်းပြောပြပါသည်ရင်အဖွဲမှာမဆလာဘဟုကော်မတီကြီးများတိုင်းနေပြည်နယ်ဥက္ကဋ္ဌကြီးများဒီဒေါ်လာတွေရန်ကုန်ရောက်ရင်အကုန်ပြန်အပ်ရမှာ နိုင်ငံသားငွေကန်ခွင့်မရှိဘူးဆိုပြီးဝရိယကြီးစွာဖြင့်အပြည့်အလွားတမနတ်အတွင်ဝဲကြချမ်းချသည်မှာလေရင်မြန်မော်တက်သည့်အထိအလွန်ပြုတ်ဒုက္ခဖြစ်ကြရသည်ကိုမမေ့နိုင်အောင်ပင်ရှိနေပါသည်မဆာလာခေမြန်မာနိုင်ငံ၏လောကတွင်အလွန်တရာဩဇာအာဏာရှိခဲ့သောဒေသပါတီဥက္ကဋ္ဌကြီးများအားအောက်လန်းစရာကြီးကလမ်းပြပြူစားပြီးကြောင်တခုရုပ်ပုံလွှာများအသီးသီးထိုးပေးခဲ့ပါသည်ထို့အပြင်ဦးနေဝင်းကပင်၎င်းမလိုလားသည့်အခါမင်းတို့တရရဲ့ပေါင်းပေါ်မှာခိုးကြောင်ရုပ်တွေရှိနေတယ်ပခိုးရေဟုအပြည့်ယူခဲ့ပြန်ပါသည် တဦးချင်းအကြောင်းကိုတော့မရေးတော့ပါသို့တော့တိုင်းနေပြည်နယ်အမျိုးကြီးများရှိပါတီကောင်စီဥက္ကဋ္ဌကြီးများဤချမ်းသာခြင်းသောဖြင့်လာတာတော်ဘိုင်းငင်ထားသည့်တိုက်ကြီးအင်ကြီးများကတမိုင်းကိုဖော်ပြလျက်ရှိနေပါသည်ဦးနေဝင်းအနေဖြင့်၎င်း၏နောက်လိုက်တောက်တိုင်များဤကိုရဲရာဇဝင်းကိုအကောင့်တစ်ဖက်အစိုးတစ်ဖက်ဘဲတအိတ်ညာတအိတ်မှတ်တမ်းတင်ထားလျက်ရှိပါသည်ပြည်သူဘန္နာတော်ကိုလည်းကို့အမေလင်းဘန္နာအဖြစ်မှတ်ထင်စေရန်နှင့်အလဲကျတာဝန်ထမ်းဆောင်ရမည်ဖြစ်၍ လက်မစားလဲပြုတ်စားလဲပြုတ်မိမူကိုရှမှတ်ထားပြီးလူတော်ကိုနှိမ်နှင်းလူကောင်းကိုတခိုးဆက်သွင်းကာတိုင်းပြည်ဤအညွန့်အဖူးမြောက်ကိုရှိုး၍ငါသာအချင်းငါသာဘရင်ဝါဒကိုစွဲကင်ထားစေပင်ဖြစ်ပါသည်အလင်းသိမ့်၍ပညာတတ်ငမိုက်သားတိုးမဲတဦးဤအကြောင်းကိုလည်းဖော်ပြပါမည်ကမာယုမဆလာပါတီယူနစ်တွင်၆လွာစီ၆လွာခောက်သည့်ဘဝမှစခဲ့ရသောပါတီမိတ်ဆွေဒေါက်တာညင်ညီသည်ပညာရေးနှင့်တက်ထုတွင်ဝင်ကြီးဘဝသို့ မြင့်တက်လာချိန်တွင်ဆရာသမားပမောက်ခကြီးများကိုပင်ဟိမ့်ဟောက်၍မြင့်တင်ပေးလိုက်သောဗိုလ်ကြီးအဆင့်ရှိပါတီယူနစ်ဥက္ကဋ္ဌများနှင့်စကားပြောရန်ကိုပင်အဖက်မတန်တော်ဟုဘဝင်မြင့်ပြီးကောင်းကင်နှင့်မျက်နှာချက်ကိုကြည့်၍သာလမ်းလျှောက်ပါတော့သည်တတုတွင်ဝင်ကြီးအဖြစ်အင်ဒိုနီးရှားနိုင်ငံသို့ခရီးအသွားဘန်ကောက်တွင်အသွားအပြန်စုံစည်းမှုပါသည်ဝင်ကြီးအပါအဝင်လျှောက်ရောက်အတွက်တရဝင်ကြီးနန်းစာအရာဟိုတယ်ခန်းများစီစဉ်ထားပြီးဖြစ်တော်လဲအဖွဲ့ဝင်တအုပ်ပိုနေ၍ဘလို့ဖြစ်တာလဲဟုအဖွဲ့အတွင်းရေးမှုလုပ်သူအားမေးမြန်းကြည့်မိပါသည် ၎င်းကဟုံးပါလေဗျာနိုင်ငံတော်ရောက်ပါကြီးကိုဝင်ကြီးငဖားကအဖို့ခေါ်လာတာဒေါ်နီနီမြင့်ဤမောင်ဦးမြဆိုးအားအလौချက်ချင်းခန့်ပြီးတဖက်နိုင်ငံတို့ကိုယ်စားလှယ်အဖွဲ့ဝင်လျှောက်ရောက်လာပြီဟုအကြောင်းကြားပြီးမှတယောက်အဖို့ခေါ်လာခြင်းပင်ဖြစ်ပါသည်ဦးနေဝင်းဤအဖွဲ့ဝင်များကနိုင်ငံတော်ရောက်ဖို့နောက်ပြောင်နေကြ၏ခေါ်လာသူငဖားဝင်ကြီးကမချက်ရပဲဦးမြဆိုးခမရှက်နေရရှာပါသည်ရန်ကုန်နှင့်ဘန်ကောက်ပြန်တန်းနိုင်သော UBA လင်းရင်မြန်တွင်ပညာတော်သင်သင်းမောသားအယက်သားခရီးသည်များဆိုလျှင် ပေါင်ပိုတပေါင်းမှာအတင်မခံပဲမန်နေဂျာကစီကံစီမင်းများကိုရွတ်ပြီးပေါင်ပိုအတွက်အခချင်းတွင်မပေးနိုင်ပါကခရီးသည်တွင်ပါလာသည့်နာယီကင်မရာစသည့်များကိုဒုံမောင်းလေစိတ်လမ်းတစ်ဖက်ရှိဈေးဆိုင်များတွင် မတန်ဈေးနှင့်ချော်ယောင်းချစေပြီးပေါင်ပိုအတွက်အခွန်ပေးကြရပါသည်တတုတွင်ဝင်ကြီးဒေါက်တာညီညီသည်အင်ဒိုနီးရှားခရီးအပြန်ဘန်ကောက်မှရန်ကုန်သို့ UVA လေယာဉ်ဖြင့်ဒေါ့ဂျစ်ဒစီစာအင်ဆောက်ပစ္စည်းများဖြစ်သည့်ဘေးလက်မြေကျွေးတဲ့လက်ဆေးကန်အင်တာကမောက်ကအစား အခမဲ့တင်းဆောင်ခဲ့ခြင်းသည်လဲတတ်တလုံးဖြတ်မရသည့်ဗျောင်းမှင်ရုပ်အထိုးခံခဲ့ရခြင်းဤတာဒကတရက်ပင်ဖြစ်ပါသည်ဦးနေဝင်းဤစစ်အာဏာချင်းခေဆိုးကြီးတွင်အမိမြန်မာနိုင်ငံ၌အမေရိကန်ဒေါ်လာသန်းပေါင်း၄000ကျော်ကျွေးတင်ခဲ့ခြင်းသည်မဆန်းလာပါပြီပြည်တွင်းပြည်ပခရီးသွားလုပ်ငန်းမှအစလုပ်ငန်းအားလုံးသည်အရှုံးပေါ်ပြီးဦးနေဝင်းနှင့်၎င်း၏တောက်တိုင်များသာအမျက်ပေါ်ကြပါသည်စာရေးသူလန်ဒန်မြို့တွင်တာဝန်ထမ်းဆောင်နေစဉ်အတွင်ဦးနေဝင်းနောက်လိုက်ထဲတွင်ပညာတတ် အလောင်းရီမွန်ပြီးစိတ်တဘောကောင်းသောဝင်ကြီးချုပ်ဦးမမောင်ခသည်ဇနိတေဤလေငန်းဖြတ်ယောဂါကိုနှစ်ကြိမ်ဆေးကုသခံရန်လာရောက်ခဲ့ပါသည်တစ်ကြိမ်တွင်လန်ဒန်မှစင်ကာပူသို့ ခရီးအသွားစင်ကာပူလေကြောင်းအားပစ္စည်းတင်ပေါင်ပိုကငွေစတာလင်ပေါင်9000ကျော်နဲ့ဝင်ကြီးချုပ်နှင့်အတူပြန်သူနိုင်ငံခြားရေးဝင်ကြီးဦးရဲခေါင်အတွက်ပေါင်3000စုစုပေါင်းပေါင်8000ပေးရန်တန်ယုံသို့တောင်းခံလာပါသည်အဆိုပါပေါင်8000ကျော်ကိုလန်ဒန်လေဆိပ်အထွက်တွင်တောင်းခံပါက ဝန်ကြီးချုပ်ယုံဤညွှန်ကြားရေးမှူးဖြစ်သူဘုံဘူးစိုးတင့်တွင်စောင်းငင်များပါ၍ချက်ချင်းပေးရှင်နိုင်ပါသည်တို့တော်လဲစင်ကာပူလေကြောင်းကုမ္ပဏီအနေဖြင့်အထူးအရေးကြီးပုဂ္ဂိုလ်ကြီးများအတွက်လေစိတ်တွင် ရာဇော့အင်ဒိုရီကိုငဲ့သည့်အနေဖြင့်ချက်ချင်းမတောင်းပဲနောက်တနေ့တွင်မှတပ်ဆိုင်ရာတန်ယုံတို့တောင်းခံ၍သာခိုးထုတ်ခိုးတယ်ကြီးပေါ်ပေါက်လာခဲ့ခြင်းပင်ဖြစ်ပါသည်တန်ယုံတွင်လည်းအဆိုပါကိစ္စများအတွက်ငွေပေးရှေပိုင်ခွင့်မရှိ၍ လန်ဒန်ရှိစင်ကာပူလေကြောင်းကုမ္ပဏီမှဗမာတန်ရုံးအနေဖြင့်စင်ကာပူလေကြောင်းဖြင့်အပတ်စဉ်ပို့နေသည့်တန်တမန်ချော့စာအိမ်များကိုပင်ကျင်းမပင်မချင်းမတင်နိုင်တော့ဟုအကြက်ကင်လာခဲ့ပါသည်ရန်ကုန်သို့ဖုံးဆက်၍အကျိုးအကြောင်းပြောပြသည့်အခါဗိုလ်မှူးစိုးတင်ကမြားမကြာမီဝန်ကြီးချုပ်အနေဖြင့်အင်ဒိုနီးရှားနိုင်ငံသို့ခရီးသွားရန်ရှိ၍၎င်းအကျွေးများအားစင်ကာပူတွင်ပေးလိုက်ပြီဟုကတိပြု၍ဗမာတန်ရုံးနှင့်စင်ကာပူလေကြောင်းတို့ပြန်လည်၍အစဉ်ပြေသွားခဲ့ပါသည်အဆိုပါဥမ္မောင်ခါ၏လက်သုံးတော်ဗိုလ်မှူးစိုးတင်သည် ယခုဝင်ကြီးချုပ်ပုံချုပ်မူကြီးတန်းရွှေရုံတွင်ညွှန်ကြားရေးမူချုပ်ဖြစ်နေပါပြီ။ဘုံမူစိုးတင်ဤဘဝမေ့သောစကားများကိုသာယနေ့အထိကြားရောက်ပြီးရင်ထဲတွင်나ကြီးစွာခံစားလျက်ရှိပါသေးသည်။၎င်းကရန်ကုန်ကလူတွေတော်တော်ဆိုးကြတယ်။တိတ်ပြီးအကျင့်ပြတ်စီကံပြတ်နေကြတယ်ဗျာ။တញ្ញိုင်အုပ်ကအစတူးပြီးခိုးယူနေကြတယ်တဲ့။တကယ်ဆိုးသူတွေကသူတို့လား။ဘိုင်းမဝတဲ့ပြည်သူတွေကဆင်းရဲသားတွေလား။နိုင်ငံသားတို့မကြမကြသွားကြရသည်ဝင်ကြီးချုပ်ဒုဝင်ကြီးချုပ်နဲ့နိုင်ငံသားရေးဝင်ကြီးတို့သည် လန်ဒန်တွင်အနွေးတဲ့ဆွဲတာ Trice မှအစတွက်ရှိကိုက်သည့်ကုန်ပစ္စည်းများကိုအစိုးရပတ်စံနေဝဲအစိုးရစည်းိမ်နှင့်လေရင်ကပြီးစင်ကာပူတွင်ရသည့်အမျက်နှင့်စင်ကာပူ၌ရန်ကုန်တွင်တွက်ရှိကိုက်ပစ္စည်းများကိုပြန်ဝယ်ပြီးရောင်းချလေရှိကြပါသည်ပုံ၍ဈေးကောင်းကောင်းရရှိနိုင်ရန်အတွက်တာမန်သင်းမောသားများတွင်သည့်ပစ္စည်းများကိုဝင်ကြီးချုပ်ခရီးအသွားအပြန်ရှိတိုင်းဝင်ကြီးချုပ်လုံချုံရဲ့အတွက်ဟူအကြောင်းပြပြီးလေစိတ်ဂိုတောင်မှမြို့တွင်အကောက်ခွန်ရုံးချုပ်ဂိုတောင်တို့ပင်တဲဆောင်ခွင့်မရှိဘဲပိတ်ပင်ထားကြပါသည် စင်ကာပူမှတည်ဆောင်လာသည့်သင်္ဘောသားတယ်လီဗီရှင်းနှင့်ဗီဒီယိုဆက်များဂိုဒေါင်မှထုတ်မရသည့်အခက်အခဲပေါ်မူတည်ပြီးရန်ကုန်၌တယ်လီဗီရှင်းနှင့်ဗီဒီယိုဆက်များ၏ဈေးအတက်အကျရှိသည်ကိုကိုတွေ့ကြုံဘူးခဲ့ပါသည်။လေစိတ်ရေစိတ်ပါမကြမ်းအပိုင်စည်းကြသည့်တခိုးတပြကြီးများပင်ဖြစ်ပါသည်။မဆာလာတခိုးများထက်နဝဒတခိုးများသည်အစတရားမကပို၍ခိုးထားကြပြီးဖြစ်နေပါသည်အသက်46နှစ်အရွယ်ကပင်မဆာလာဘဟုကော်မတီဝင်ဖြစ်လာခဲ့သောဘိုခင်ညွန့်သည်အဖေကြီးဦးနေဝင်းနှင့် ဂျာမနီဆွစ်ဇာလန်နဲ့အင်္ဂလန်နိုင်ငံများသို့ဇီးလုံးငှားလေရင်ပြန်များဖြင့်အကြင်ကြင်ရောက်ခဲ့ရသောလိုင်စင်ရမောင်ခိုသမားဘဝမှာပင်အတော်ချမ်းသာကြွယ်ဝနေပြီးဖြစ်ပါသည်ထို့သောဘိုခင်ညွန့်ကအကျင့်စာရိတ်ရနှင့်ပတ်သက်၍ပြန်ရဲတယ်ဟုဥကြီးမောင်ကိုစိန်ခေါ်လိုက်သောအခါကျွန်တော်တို့သည်သူ့ပြက်လုံးကိုဇာကနာထက်ပင်ပို့ပြီးကြိုက်သွားပါသည်ထို့သောထိုစကားကိုဥကြီးမောင်ကိုသာမကဥနေဝင်းကိုပါစိန်ခေါ်တာများလားမသိပါဘိုခင်ညွန့်ဤထောက်လိုင်းရဲ့ယုံမှတက်ကြကြီးကိုရဲထွတ်ဆိုသူသည် လန်ဒန်မြို့မြန်မာတန်ယုံတွင်တာဝန်ထားဆောင်လျက်ရှိပါသည်၎င်းသည်ဘိုခင်ညို့၏အခန်းအဝတွင်ရုံးလူလင်းတာဝန်များကိုယူခဲ့ရ၍လက်ဖက်ရည်ဖြောထမင်းကြိုင်စီစာရဲများကိုလုံခြုံရေးတာတက်တာထဲမှအထုပ်အသွင်းစသည့်များကိုနေစဉ်နှင့်အမျှဆောင်ရွက်ခဲ့ရသည့်ကျုံယုံတော်တဦးဖြစ်ပါသည်၎င်း၏ပြောစကားများကိုတဆင့်ကြားရသည်မှာဘိုခင်ညို့သည်ပားကြိုက်လင်းနားကြိုက်ရန်အတွက်ဥနေဝင်း၏ပွေခဲ့သမျှရှုပ်ခဲ့သမျှဇာလမ်းများကိုဓာတ်ပုံများနှင့်တကွပြုစုသိမ့်ပိုက်ထားသည်ဟုကြားသိရပါသည် ထောက်လိုင်းရေးများသည်လည်းတခါသေးဘူး၍ပြင်ပေါ်နားလည်နေကြပြီဖြစ်ပါသည်။ဦးနေဝင်းသည်ယနေ့ထက်တိုင်း၎င်းမလိုလားသူတအူးအားမိမနှက်ပြန်ရုံးမတက်နဲ့ဟုအမိန်ပေးနိုင်စွမ်းရှိနေပါသေးသည်။ဘိုးချုပ်မူးကြီးစောမောင်ကိုလည်းဘိုခင်ညို့မှတဆင့်မိမနှက်ပြန်ရုံးမတက်တော့နဲ့ဟူ၍အမိန်ရှိ၍ဘိုးချုပ်မူးကြီးစောမောင်သည်ကလထိုင်များကိုရိုက်ချိုးစာရဲများကိုလွှင့်ပြစ်ပြီးနဝဒဩက္ကရာကြီးယာဒူးကိုလည်းလက်လွတ်ခံခဲ့ရရှာပါသည်။ အထက်ပေါ်ပြပါကိစ္စရပ်များကိုသုံးသပ်ကြည့်ပါကမြန်မာနိုင်ငံ၌မဆာလာခေတ်တွင်လဲဖွဲ့စည်းပုံအခြေခံဥပဒေမှအစပြု၍ဌာနအသီးသီးတွင် စီမင်းစည်းကမ်းဥပဒေများရှိခဲ့တော်လဲဝန်ကြီးချုပ်အပါအဝင် အာဏာရှိသူများအားလုံးသည်ဥပဒေကိုခွာစည်းပြီးစင်သွားရင်လမ်းမလို့ဆိုသည့်မူကိုယ်သာကျင့်သုံးခဲ့ကြပါသည်ထို့သောဥပဒေကိုလုံးဝအလေးမထားသူများကဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိုရေးဆွဲနေသည်ဟုလိန်ညာလက်ပတ်နေခြင်းမှာအလွန်ပင်ရီမောเสียကောင်းလာပါသည် ယခုလပိုင်းအတွင်းမှာပဲဘိုခင်ညို့ဤဇကပြန်ကိုဝင်းမြတို့အားအစ္စရေးနိုင်ငံဆိုင်ရာမြန်မာတန်အမတ်ဖြစ်ခန့်အပ်မြောက်စားခဲ့သည်အင်္ဂလိပ်ဇကပြန်ကိုဝင်းမြသည်၎င်းတို့ထက်လှုပ်သက်ရင်သူများကိုကြော်တက်၍တန်အမတ်ဖြစ်သွားပါသည်နိုင်ငံကြရေးဝန်ထမ်းစီမင်းဥပဒေများတွင်မိမိတို့တာဝန်ထမ်းဆောင်ရမည်နိုင်ငံတို့ခရီးအတော်ဆုံးနှင့်ဇယိအသက်သာဆုံးခရီးစဉ်ဖြစ်တာတွားရောက်ခွင့်ရှိပါသည်တန်အမတ်သည့်ကိုဝင်းမြနှင့်မိသားစုသည်အစ္စရေးနိုင်ငံတယ်လီဗီမျိုးတို့ အသောခရီးလမ်းအဆက်အဆက်မရှိသည့်လန်ဒန်မြို့သို့နှစ်ရက် လာရောက်လဲပတ်သွားခဲ့ပါသည်ကွန်မြူညွန့်ကဥပဒေရေးဆွဲနေပြီးဘိုခင်ညွန့်နဲ့၎င်း၏တောက်တိုင်များကဥပဒေကိုရှုတ်ဖောက်နေကြပါသည်ဥပဒေအသေးအမွားကိုမှမလေးစားသူများသည်ဥပဒေအကြီးအမားများကိုဘယ်လိုလုပ်လေးစားနိုင်ပါအံ့နီမြန်မာနိုင်ငံနှင့်ဥပဒေကိုမလေးစားကြသည့်မာဆာလာနာဝဒ၎င်းတို့၏နောက်လိုက်တောက်တိုင်များနှင့်စင်မှန်သောဒီမိုကရေစီနိုင်ငံကိုမြည်သည့်နည်းနည်းမျှမရနိုင်သည်မှာလဲပြင်းတွင်ဆင်သွားသည်လို့ထင်ရှားလာပါသည် သို့တော်လည်းအောက်လန်းစရာကြီးဥနေဝင်းနေအတူတသက်လုံးပြင်၍မရတော့သောကြောင်တခိုးရုပ်ပုံလာမှင်ကြောင်အထိုးခံထားရသည့်ရာဇဝင်းလူဆိုးတခိုးများအားကြောင်သားလူငယ်ယဟန်ရှင်တို့ပြီးသူအပေါင်းနှင့်မြို့ရှိစိတ်ရှိသောတံမတော်သားများရဲတပ်သားများကဝိုင်းဝန်း၍အများဆုံးနှိမ်နင်းနိုင်မှသာလျှင်အမိမြန်မာနိုင်ငံတော်သည်ကမ္ဘာအလယ်တွင်တဖန်ပြန်လည်၍နာမည်ပွင့်လန်းလာနိုင်ပါမည်။စာရေးသူအဝေးရောက်တန်တမန်တအူအဆုံးထိနောက်ပြီးတဲ့အူးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနေတတ်တယ်ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ဧည့်သည်ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်